။ကဗျာလေးတစ်ပုဒ်လောက်ရွတ်ပြခြင်းပါတယ်။ကဗျာရဲ့ခေါင်းစဉ်ကိုတော့မြစ်ဝမ်းတစ်လျှောက်စစ်ပန်းတွေပေါက်ဖို့လို့ခေါင်းစဉ်ပေးထားပါတယ်။မြစ်ဝမ်းတစ်လျှောက်စစ်ပန်းတွေပေါက်ဖို့တောင်းရင်မြစ်တစ်လျှောက်ကနေတန်လွင်မြစ်တစ်လျှောက်ငါတို့ရောက်ခဲ့မြင့်ငားဟာမြင့်မာပြောသလိုစစ်သားဟာစစ်မာခေါ်တဲ့သဘော ဒုံသမီးမြစ်ကို ဖြတ်ကူးတော့ပြင်ပြင်းနဲ့ထဲမှာစစ်ကိုထားရခဲလို့ငါမတွေးခဲ့ဘူးစစ်ကငါကြောပေါ်ပါလာတော်လန်ရေးကငါတို့နဲ့တူပါလာဘီလင်းချောင်းကူတော့ရဲဘော်တွေရေတွက်တယောက်မှပြတ်မကြံခဲ့ဩအိမ်ပြန်လမ်းမို့ထင်ရဲ့မြန်လွန်းနေတဲ့ခြိလှမ်းတွေ ဆက်တွန်းဖောင်ပေါ်မြ мян တက်ကြနောက်ထပ်မြစ်တွေငါတို့ဖြတ်ရအောင်မလားရေကြီးချောင်းဖျားကိုဟိုဘက်ဒီဘက်ဆွဲထားတဲ့တမဏီကျိုးဟာငါတို့ချင်းချိတ်ဆက်ထားတဲ့မဟာမိတ်ကျိုးပဲကြတောင်းဝါဖောင်ပေါ်မှာဂရင်ကောမွန်ကောဒေတာဆောင်ကရဲဘော်တွေကို တင်လို့အဲ့ဒီတမဏီကျိုးကို အာကိုပြီး ဒီမိုးကရေစီးကြမ်းကြမ်းကိုဖြတ်ကူးရာမိုးဘောချောင်းအကူမှာငါတို့စုံကြမယ်ငါတို့စစ်ဖက်နှဟာမြစ်သားကြလို့စစ်ပါဝါလို့တံပြချောင်းမှာရေချိုးမယ်ပကူးအရှိလွင်ပြင်ကို ပေါင်းလောင်းတောင်ဆွဲပေါ်ကနေတက်ကြည့်ပြီးလက်ညှိုးတထိုးထိုးခေါင်းတညိမ့်ညိမ့် ကိုနဲ့ကိုရကိုငွေအတက်ကိုတဝကြီးခံစားမယ်စတောင်းမြစ်ဘေးမှာအချစ်ချောင်း အဖြစ်ကလေးတွေပြန်တွေးဖြစ်ဒီမြစ်ကိုတုံးနိုင်ပြီဆိုရင်ဒီစစ်ဟာအဆုံးတိုင်တော့မယ်ယေစုရဲ့မြစ်တွေကိုငါတို့ဖြတ်ခဲ့ပြီးနှွေဦးရဲ့စစ်အဖြစ်ကိုငါတို့ပြောဖို့အလှဲ့ရောက်ပြီးအချစ်ပေါင်းထားတဲ့ စစ်တောင်းသားတို့ရေဆက်လက်ချီတက်ကြအောင်စုမြေဝမ်းတလျှောက်စစ်ပန်းတွေပောက်ဖို့တယောက်တလက်တိုက်ကြငါတို့နောက်ထပ်မိုက်ပြအောင်စုတင်တူပါကျွန်တော်ရဲ့မြေဝမ်းတလျှောက်စစ်ပန်းတွေပောက်ဖို့ဆိုတဲ့ကြပြားလေးကိုအဆုံးထိ နားဆင်ခံစားပေးကြသူအားလုံးကိုယေရှုအများကြီးတင်ပါတယ်ခမညာ။